Hello အားလုံးမင်္ဂလာပါရှင်ဒီရှယ်ဒီနေ့လုတ်ပြမှာလေးရတော့ line မှာခုအရန်ကိုခေစားနေတယ် jelly ball လေးလုတ်ပြမှာဖြစ်ပါတယ်ဒီရှယ်ခုဒါတော့ pin fin နဲ့လုတ်ထားတာပါဒါပေမဲ့ဒီရှယ်တစ်ခုလောက်ကြံပေးချင်တာက pin fin jelly သည်ခုလိုမျိုး jelly powder လိုမျိုးအရန်အမှားမဟုတ်ပါဘူးအဲ့အတွက်ကြောင့်မလို့ဘာဖြစ်နိုင်လဲဆိုရင်ဒုတ်ထိုးပြီးတော့ရောင်းလို့မရဘူးပေါ့နော်တအားပျော့လို့ပါရှင်အဲ့တော့ခြေတို့ကတော့ဒီမှာတစ်ခွက်စာကို900 ml ခွက်လေးတွေအပြည့်သုံးပါဆိုတော့900 ml အဲရင်သွေး400 ml ရဲ့ pin fin တစ်စုံခွဲစီရဲ့ခြေထည့်ထားပါတယ် ပြီးပြီဆိုလို့ရှိရင်ကျတို့အစီလေးတွေကို30မီလီစီထည့်ထားတယ်။တကြားရည်ကို50မီလီစီတုံးထားတာဖြစ်ပါတယ်။ဒါခွက်တိုင်းခွက်တိုင်းမှာဒီချိုးစားတိုင်းဖြစ်ပါတယ်နော်။ ော့အစီအယောင်အရတာနေရာမှာတချက်ကအယောင်အဲဒီလိုမျိုးအယောင်ဆိုးဆေးတွေမတုံးချင်တဲ့အတွက်ကြောင့်မလို့ချက်လို့ဒင်ဖုန်းကထွက်တဲ့ဒီလိုအစီလေးတွေနဲ့ပဲအလှဆင်ထားတာဖြစ်ပါတယ်ဒီလိုမိုးလေးတွေလည်းလိုမယ်ပေါ့နော်အဲ့တော့ဒီလိုမိုးလေးတွေကိုယ်မှလည်းရှိရဆိုလို့ရှင်တော့ဒီလိုမျိုးပင်ဖိန်းဂျယ်လီလေးလုပ်လို့ရပါပြီပင်ဖိန်းဂျယ်လီကတချက်ပြောသလိုပဲပင်ဖိန်းသားသည်ပုံမှန်ဂျယ်လီသားထက်ပြော့တာဖြစ်တဲ့ကြောင့်မလို့ထုတ်ထိုးပြီးတော့တော့ရောင်းလို့မရဘူးဒါပေမဲ့ဒီချက်လို့ no နဲ့ဒီပင်ဖိန်းဂျယ်လီလေးနဲ့အလှဆင်ပြီးတော့တော့ရောင်းလို့ရတယ်ပေါ့နော်ဒီလိုမိုးလေးတွေဒီလိုမျိုးအပြည့်ပြည့်ပါနော်ရေမပြည့်ရင်ဘာပြဿနာရှိလဲဆိုလို့ရှင် င်တချို့တော့အလုံးလေးတွေမဖြစ်ပဲလေတချမ်းတချမ်းလေးဖြစ်တတ်တယ်တချို့တော့နောက်ဘက်မှာကြည့်ကြည့်တချို့တော့မှတချို့ဟာလေးတွေကအလုံးပြည့်တယ်တချို့ဟာလေးတွေကအလုံးမပြည့်ဘူးပေါ့နော်ဒါကိုယ့်ရဲ့ first time စမ်းတက်တဲ့ချိန်မှာအစင်ပြာလေးရှိရတော့တချို့လူဖိချလိုက်ရင်လေရေတွေကအဲ့လိုမျိုးပန်းထွက်နေရမယ်အဲ့ဒါမှသူကအလုံးပြည့်လေးထွက်တာပါနော်ပြီးရင်တော့တချို့15မိနစ်နာရီကိုလောက်နည်းနည်းအေးခံလိုက်ပြီးဆိုတာနဲ့ရေကတက်တဲ့အေးခံလိုက်ပြီးဆိုတာနဲ့ဒီပင်ဖိန်ဂျယ်လီလေးရပြီပေါ့နော်ဒီပင်ဖိန်ဂျယ်လီလုံးလေးတွေကဒီစားရတာကြတော့ဒီရိုးရိုးဂျယ်လီနဲ့စားလို့ရှိရင်သူကကျမ်းမာရင်းနဲ့ညီတယ်ပေါ့ပင်ဖိန်ကလောက်တာ ဒီဝအုပ်ဝလောက်တာဆို180ရေပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှိတယ်။ချက်ဒီမှာအယောင်စုံလောက်ထားပါတယ်။အယောင်ဆက်တဲ့နေရာမှာဒီမှာတွေ့လား။ကိုယ့်ကိုထဲတင်လို့ထဲလိုက်ပါ။သူကသူ့နေရာလေးနဲ့သူရှိရယ်။ရောတဲ့ဟာလေးကလည်းရောတဲ့အယောင်လေးဝင်မယ်။အဲတီးတဲ့အဲဖြစ်နေတဲ့ဟာလည်းတီးတဲ့အယောင်လေးဝင်မယ်ပေါ့နော်။ဒါကတော့ချက်ကငါးကတ်တောင်လောက်တာဆိုတော့ပေါ့နော်။အယောင်စုံလေးပေါ့။ဒါဆိုရင်အပြာနဲ့အစိမ်းလေးတွေအဲပြီးပြီဆိုရင်အစိမ်းတီးတဲ့အဲအဲ့လိုအဲ့ထဲမှာမှချက်ကအသီးလေးတွေထည့်ကျင်တာပေါ့နော်။အသီးမရှိတော့ချက်ကပင်မွားလေးတွေထည့်လိုက်တော့တက်လို့လေးပေါ့နော်။အဲဒီမှာ အယောင်ဆုံးမဲဒီချက်အဲ့နည်းရလောက်တာမှာအပဲ့လေးပါတယ်တွေ့လားအဲ့ဒါလေးဆိုမပြည့်တဲ့ဟာလေးပေါ့နော်အဲ့ဒါဆိုရေကောင်းကောင်းမပြည့်တဲ့ဟာလေးတွေအဲ့လိုရှမ်းပဲလေးဖြစ်နေတတ်တယ်နော်အဲ့တော့တေချာလေးရေပြပြလေးနဲ့ရေရှမ်းထွက်သွားတဲ့အထိလောက်ပါအဲ့ဒါမှအဆင်ပြေမယ်နော်ကဲပြီးရင်တော့ကျွန်တော်ပွဲပြင်လို့ရပြီပေါ့နော်အဲ့တော့အောက်ကရေခဲရင်ထည့်မယ်ပြီးရင်ကိုယ့်ရဲ့ဂျယ်လီလုံးလေးတွေဒီပင်ဖိန်ဂျယ်လီလုံးလေးတွေအဲကြိုက်တဲ့လောက်ထဲပေါ့နော်ကိုယ်ကလေးလုံးလေးလုံး၅လုံးကိုယ်ကတတ်မှတ်ပေါ့တစ်ခွက်တစ်ခွက်စာအိုးဒီချက်စိတ်တင်တော့ဒါဆိုကျွန်တော်တို့ရေဖြော်ပြီးထည့်တာပေါ့နော်နွားနို့စစ်လက်သုံးလို့ရတယ်ကြိုက်တဲ့နို့သုံးလို့ရပါတယ်ဒီတစ်ခွက်ကိုတော့ကျွန်တော်တို့အနေ ုံးရောင်းမယ်ဆိုရင်တော့3000 3000 2500အဲ့လောက်တော့ရောင်းရမယ်เนาะပြီးတော့ပေါ်ကနေချေလို့ယူရီးယားဂျယ်လီလေးတစ်စုံထည့်မယ်နောက်တစ်ခါပေါ်ပင်ဘောလီလည်းထည့်ပေးဒါမှသူကစားကောင်းတာပေါ့เนาะအဲ့တော့ဂျယ်ကပေါ်ပင်ဘောလီလည်းထည့်ပေးတယ်ပေါ့เนาะပေါ်ပင်ဘောလည်းတစ်စုံဒီထည့်ပေးပါတယ်ရှင်အဲ့တော့ဒါလေးကတော့အရသာအရန်ရှိတယ်ပင်ဖိန်ဂျယ်လီ no a လေးပေါ့เนาะ no ပင်ဖိန်လေးဖြစ်ပါတယ်ရှင်အဲ့အားလုံးပဲလိုက်လို့ပြီးတော့ရောင်းကြည့်လို့ရပါတယ်ရှင်အားလုံးပဲစင်ပြေကြပါသေးရှင်